အားလုံးပဲမင်္ဂလာပါအမျိုးဝင် entertainment ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရစေအခုဖြစ်နေတဲ့ဒီဂါဇာပြဿနာတွေနဲ့ပတ်သက်ပြီးတော့မှအစ္စရေးကဘလောက်အထိရှစ်ဆက်သောခြင်းနေတာလဲဂါဇာမှာဘာတွေဖြစ်စဉ်ခြင်းနေတာလဲအရာတွေအားလုံးထက်အရေးကြီးတာကဒီ Benjamin Netanyahu ကဘာလုပ်ဖို့ကြိုးစားနေတာလဲဆိုတာကအဓိကပိုကြပါတယ်ပြီးခဲ့တဲ့ရက်အနည်းငယ်ကလေးကဂါဇာဒေသမှာ ဖြစ်ပေါ်ခဲ့တဲ့ပျက်စီးမှုတွေကတကယ်ကိုဆိုးဝါးတဲ့အခြေအနေကိုရောက်ရှိလို့လာခဲ့ပါတယ်။အော်လိုဘာ9ရက်နေ့ကဖြစ်ပေါ်ခဲ့တဲ့အကြံဖတ်မှုကိစ္စကတော့နှစ်နှစ်နီးပါးလောက်ကြာမြင့်လာပြီဖြစ်ပါတယ်။ဒါပေမဲ့လည်းအစ္စရေးရဲ့ဒုံးကျည်တိုက်ခိုက်မှုတွေကတော့အခုထိကိုရှိနေသေးပါ။ဂါဇာဒေသမှာအဆောက်အုံတွေပျက်စီးရုံတွေမကတော့ပဲတမျိုးလုံးနီးပါးဖုံမှုတွေအပြက်အစီးတွေနဲ့ဒီပြာပုံတွေအဖြစ်ပြောင်းလဲလို့တောခဲ့ပါပြီ။ဒီဒီချိန်မှာတော့အစ္စရေးအစိုးရဟာသူတို့ဘာလို့လိုချင်နေတယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းပြောပြလိုက်သလိုဖြစ်နေပါတယ်။ ဟာမတ်အဖွဲ့ကသူတို့သတ်မှတ်ထားတဲ့သဘောတူညီချက်ကိုလက်မခံဘူးဆိုရင်ဂါဇာကိုဖျက်ဆီးပစ်မယ်လို့အစ္စရေးကပြောပါတယ်။ဟာမတ်ကလည်းလက်နက်စားတာမျိုးမရှိတဲ့အတွက်အစ္စရေးကအဲ့ဒီချိန်ဆောင်မှုကိုဆက်လုပ်နေပါတယ်။ဒီအတွက်ကြောင့်ကြီးမားတဲ့တိုက်ခိုက်မှုတစ်ခု ရှိတော့မယ်လို့ဂါဇာကလူတွေကိုအစ္စရေးစစ်တပ်ကတတိပေးထားပါတယ်။ဒါပေမဲ့လည်းအဲ့ဒီဒေသမှာဟာမတ်တိုက်ခိုက်ရေးသမားတွေရှိနေတာမဟုတ်ပါဘူး။ဒါမဲ့အရသာနှစ်တန်းကျော်ကကြောင်မဲ့ဖွေရအရှင်တွေအောက်မှာပြေးမိနေကြတာပါ။ အခုလက်ရှိမှာတော့အစ္စရေးရဲ့ကိုပိုင်ဆက်လက်တွေအရပါလက်စတိုင်းလူမျိုး9သိန်းကျော်ကဘေးကိုတော်ရမယ်မသိပဲဥတီရမယ်ထွက်ပြေးနေကြတယ်လို့သိရပါတယ်။သူတို့ကဂါဇာမြို့ကနေလွတ်မြောက်ဖို့အတွက်ကျင်းမြောင်းတဲ့ပြည်လမ်းကြောင်းတွေကနေထွက်ခွာဖို့အတွက်ကြိုးစားနေကြပါတယ်။ဂါဇာဆိုတာကနှစ်ထောင်ပေါင်းများစွာတမိုင်းကြောင်းရှိတဲ့ပါလက်စတိုင်းရဲ့အကြီးဆုံးမြို့ဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိမှာတော့အဲ့ဒီမြို့ဟာပြာပုံအဖြစ်ကူးပြောင်းနေပါပြီ။ဒီလိုတွေဖြစ်လာတာကြောင့်နိုင်ငံတကာကလည်းအစ္စရေးပေါ်မှာဒေါသထွက်နေကြပါတယ်။ အစ္စရေးကိုဆန်းကျင်တဲ့ဆန္ဒပြမှုတွေကပိုပြီးတော့မှဖြစ်လာပါတယ်။နိုင်ငံရေးသမားတွေကလည်းအစ္စရေးအပေါ်မှာဝေဖန်မှုတွေရှိကြပါတယ်။အခုဆိုရင်တကမ္ဘာလုံးကလူတွေဟာအစ္စရေးကိုပိုပြီးတော့မှရှုတ်ချလာခဲ့ပါတယ်။၂023အောက်တိုဘာလ9ရက်နေ့တုန်းကဟာမတ်ရဲ့အကြမ်းဖက်မှုကိုခံလိုက်ရတဲ့အစ္စရေးအပေါ်မှာနိုင်ငံတကာကဂရုဏာတက်မှုရှိခဲ့ပါတယ်။ဒါပေမဲ့လည်းအဘာကြီးကနောက်ပိုင်းမှာတော့လက်တုံးပြန်မှုတရားလွန်လာတဲ့အစ္စရေးပေါ်မှာထောက်ခံမှုတွေရွာချတော့ခဲ့ပါတယ်။ဒါကြောင့်အဓိကမိကုန်းအနေနဲ့ဒီဗက်ဂျမန်နီတန်ယာဟူးရဲ့တကယ့်အစီအစဉ်ကပါလေ သူဘလောက်အတိဆက်တော့ကျင်လာလဲဆိုတော့ကိုမေးရမှာဖြစ်ပါတယ်ထရပေါ့ပေးစေတဲ့သူရဲ့စီရဲ့အစီအစဉ်တွေကပျက်စီးခြင်းကိုဥတီတော်စေနိုင်ပါတယ်အခုလဲသူရဲ့ဆုံးဖြတ်ချက်တွေကြောင့်ပျက်စီးမှုရဲ့အစားကဏ္ဍဥကိုရောက်ရှိလို့လာခဲ့ပါတယ်ဒီကနေ့ဗီဒီယိုမှာတော့ဂါဇာဒေသမှာဘာတွေဖြစ်ပျက်နေတယ်လဲနောက်ထပ်ဘာတွေဖြစ်ပေါ်လာနိုင်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့အဓိကအချက်၅ချက်အပေါ်မှာအရှိခံပြီးတော့ပြောပြပေးသွားမှာပါအခုလက်တော်ဖြစ်ပျက်နေတဲ့အခြေအနေအရာ အစ္စရေးအပေါ်မှာနိုင်ငံတကာရဲ့ဖိအားကတော်တော်လေးကိုမြင့်တက်လို့လာခဲ့ပါတယ်။ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကဆိုရင်ဗဂျမနီတန်ယာဟူရဲ့အစိုးရဟာနိုင်ငံရေးအရာကြီးမားတဲ့ထိခိုက်မှုတစ်ခုနဲ့ရန်ဆိုင်ခဲ့ရတယ်လို့ပြောရမှာပါ။အဲဒါကတော့ဒီ United Kingdom ပြီးရင်ဒီ Australia ပြီးရင်ဒီကနေဒါနဲ့ Portugal တို့ကပါ Palestine နိုင်ငံကိုတရားဝင်အသိအမှတ်ပြုလိုက်တာဖြစ်ပါတယ်။အဲ့ဒီနိုင်ငံတွေကနှစ်နိုင်ငံဖြည့်ဆင်းပြီးပေါ့နော် Two State Solution ကိုအပြည့်အဝထောက်ခံတယ်လို့ဆိုပါတယ်။အရေးကြီးဆုံးကတော့သူတို့ဟာဒီ Palestine နိုင်ငံကိုတရားဝင်အသိအမှတ်ပြုလိုက်တာဖြစ်ပါတယ်။ ဒါကြောင့်အစ္စရေးကပါလက်စတိုင်းမျိုးကိုတိမ်ပိုက်ဖို့ကြိုးစားခဲ့မယ်ဆိုရင်အလိုအလျောက်ရှုတ်ချခံရမယ်လို့လည်းဆိုပါတယ်။ပါလက်စတိုင်းအနေနဲ့နိုင်ငံတနိုင်ငံအဖြစ်ထောက်ခံမှုတွေအပြင်နဲ့ပေါ်ထွက်လာတော့မလားဆိုတဲ့အကြောင်းတော့ကျွန်တော်မနေ့ကဗီဒီယိုမှာပြန်ဆက်ပေးထားပါတယ်။ဒီနိုင်ငံတွေကပါလက်စတိုင်းကိုဒီပထမဆုံးအတိမတ်ပြုတဲ့နိုင်ငံတွေတော့မဟုတ်ပါဘူး။ဒါပေမဲ့လည်းအရင်ကတည်းကနိုင်ငံပေါင်း150နီးပါးဟာပါလက်စတိုင်းကိုအတိမတ်ပြုပြီးသားဖြစ်ပါတယ်။အခုတော့ကိစ္စကတော့ပိုပြီးတော့မှအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့ United Kingdom နဲ့ဒီကနေဒါဟာဒီလိုကြီးမားတဲ့နိုင်ငံရဲ့ရှေ့လမ်းကိုလှမ်းခဲ့တဲ့ ်ပထမဆုံး G7 နိုင်ငံတွေဖြစ်လာတဲ့အတွက်ပါဒီနေ့မှာကျွန်တော်တို့ဟာပါလက်စတိုင်းနိုင်ငံကိုအတိအမှတ်ပြုထားတဲ့နိုင်ငံပေါင်း150ကျော်နဲ့ပူးပေါင်းလိုက်ပါပြီဒါဟာပါလက်စတိုင်းနဲ့အစ္စရေးနှစ်ဖက်စလုံးအတွက်ပိုကောင်းတဲ့အနာဂတ်တစ်ခုဖြစ်နိုင်ပါတယ်လို့ဒီ UK ဝန်ကြီးချုပ်ကီယာစတာမာကပြောပါတယ်ဒီလိုပြောဆိုမှုနဲ့ပတ်သက်ပြီးတော့မှာဘက်ဂျမင်နီတန်ယာဟူရဲ့တုံ့ပြန်မှုကလည်းတကယ်ကိုပြက်သားနေပါတယ်ပါလက်စတိုင်းနိုင်ငံဆိုတာရှိလာမှာမဟုတ်ဘူးလို့ပြောခဲ့တာပါအော်တိုဘားလာ9ရက်နေ့ကကြောက်စရာကောင်းတဲ့တိုက်ခိုက်မှုအပြီးမှာတော့ပါလက်စတိုင်းနိုင်ငံအဖြစ်အတိအမှတ်ပြုခဲ့တဲ့ခေါင်းဆောင်တွေကို ျွန်တော်ရှင်းလင်းတဲ့ message တခု ပေးခြင်းပါတယ်။ဒါကအကျံဖက်ဝါဒါကိုအားပေးနေတာပါ။နောက်ထပ် message တခုလည်းကျွန်တော်မှာရှိပါသေးတယ်။ဂျော်ဒန်မြစ်ရဲ့အနောက်ဘက်မှာပါလက်စတိုင်းနိုင်ငံဆိုတာဘတော်မှရှိလာမှာမဟုတ်ဘူး။ကျွန်တော်တို့နိုင်ငံရဲ့အလင်ဘဟုမှာအကျံဖက်နိုင်ငံတခုကိုအတင်းအကျပ်တည်ရှိအောင်ဆောင်ရွက်တာနဲ့ပတ်သက်ပြီးကျွန်တော်အမေရိကကနေပြန်လာပြီးနောက်မှာအပြေပေးပါမယ်ဆိုပြီးတော့မှဗက်ဂျမန်နေတရာဟုကပြောခဲ့ပါတယ်။အစ္စရေးနိုင်ငံရဲ့လူဆောင်ချက်တွေကြောင့်အရှေ့နေတွေကပို့ပြီးတော့မှစိုးဝါလာခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကအစ္စရေးရဲ့တပ်ရင်း36ရဲ့တင်ကားတွေဟာဂါဇာမြို့လေးကိုဝင်ရောက်လာပါတယ်။ဒီလိုလုပ်ခဲ့တာတွေဟာစစ်သားတွေအထုတက်ဖွဲ့တွေရှိမဟုတ်ပဲကြီးမားတဲ့ဒီစစ်ဘက်ဆိုင်ရာစစ်တွေပါမြို့လေးကိုရောက်နေပြီလို့ဆိုလိုပါတယ်။စစ်ပွဲကလည်းဆက်ဖြစ်နေတော့မှအစ္စရေးကအင်အားအများပြအသုံးပြုနေပြီးတော့မှနေရာတော်တော်များများမှဆူဆူရော်ရော်ပျက်စီးနေပါတယ်။ဘာကြောင့်ဒီလိုတွေဖြစ်လာရတဲ့ဆိုတဲ့အဓိကအချက်၅ခုရှိပါတယ်။နံပါတ်1အချက်ကတော့ပြင်းထန်တဲ့တိုက်ခိုက်မှုနဲ့ပျက်စီးမှုတွေပါ။ဂါဇာဒေသမှာရှိတဲ့အဆောက်အုံတွေကိုဖျက်ဆီးဖို့အတွက် မကဘာတင်ကားတွေအမြောက်တက်ပြီးလေတန်းနဲ့ဒီအစားအဖွေတွေကိုအစ္စရေးကအသုံးပြနေပါတယ်ဒီလိုတိုက်ခိုက်မှုတွေကြောင့်ဒီဂါဇာကအစားအဝန်80လောက်ပျက်စီးသွားတာမျိုးပြီးရင်ဒီဆိုးဆိုးရွားရွားထိခိုက်သွားတာမျိုးတွေရှိလာပါတယ်ဘလောက်ထိဆိုးဝါးနေပေမဲ့လဲစစ်ပွေးကတော့မရတတ်သေးပါဘူးဟာမက်စ်တိုက်ခိုက်ရေးသမားတွေပြီးရင်ဒီအရှိစိုက်စခန်းတွေနဲ့လက်နက်တိုလောင်ယူတွေအများအပြားဖျက်ဆီးခံခဲ့ရပေမဲ့တိုက်ပွဲတွေကတော့ဆက်ရှိနေတာပါဒေါ်နီထရန့်အစိုးရနဲ့ဟာမက်စ်တို့သဘောတူညီဖို့နီးစပ်ခဲ့တဲ့ကိစ္စပေါ်တော့မှအစ္စရေးကရတတ်စေခဲ့ပါတယ် ဒီလိုကြီးမားတဲ့တိုက်ခိုက်မှုကြောင့်တင်ရှိနေသေးတဲ့တစားကင်တွေကိုပို့ပြီးအနေရဖြစ်စေနိုင်တယ်ဆိုပြီးလူတွေကစိုးရိမ်နေကြပါတယ်။စစ်ပွဲနှစ်နေကြာပြီးတဲ့နောက်မှာအီဇရီစစ်တပ်ရဲ့တပ်ဖွဲ့ဝင်တွေဟာလည်းဖိအားတွေအများကြီးခံစားနေရတယ်လို့ပြောနေကြပါတယ်။နံပါတ်2အဆက်ကတော့ဘက်ဒမင်နီတန်ယာဟူရဲ့အစီအစဉ်ပါ။ဘက်ဒမင်နီတန်ယာဟူကဒီဝက်စ်ဘန်ရဲ့အစိပ်ပိုင်းတချို့ကိုအပိုင်းပိုင်းခွေပြီးတော့မှတင်းကျက်စော်ထိန်းရှုပ်ထားတဲ့ပုံစံမျိုးလုပ်ရှင်နေတာပါ။အီဇရီအနီးမှာဒုံးကျည်ပြစ်လွှတ်မှုတွေနဲ့ဒီတခြားတိုက်ခိုက်မှုတွေကိုရပ်တန့်ဖို့အတွက် ဂါဇာမြို့ထဲမှာလုံခြုံရေးစုံတစ်ခုကိုဖန်တီးတာမျိုးဖြစ်လာနိုင်ပါတယ်။ဂါဇာမြို့မှာလူဦးရေ9သိန်းနီးပါးလောက်ရှိနေတဲ့အတွက်အဲ့ဒီလိုအစီအစဉ်တွေသာလုပ်ခဲ့မယ်ဆိုရင်ကြီးမားတဲ့ပြောင်းလဲမှုတွေနဲ့ရင်ဆိုင်ရနိုင်ပါတယ်။ဂါဇာကိုဒီလိုပုံစံဖြစ်အောင်လုပ်ဖို့အတွက်တပ်ဖွဲ့ဝင်အများအပြားလိုအပ်ပြီးတော့မှလူအသက်တွေငွေကြေးတွေနဲ့အရင်းအမြစ်တွေအများကြီးကုန်ကြပါလိမ့်မယ်။အဲ့ဒါပြင်လူပေါင်းတန်းတဲ့ရှိဟာသူတို့ရဲ့နေအိမ်တွေကနေထွက်ပြေးပြီးတော့မှယာယီတေးတွေမှာနေကြရပြီးဒုက္ခရောက်ပါလိမ့်မယ်။ဒီချက်တွေကြောင့်လဲတင်းကားတွေထပ်ပြီးဝင်ရောက်လာတာနဲ့ လူတွေကိုဂါဇာရဲ့အကြီးဆုံးမြို့ကနေထွက်ခေါ်ဖို့ပြောနေတာဖြစ်နေပါတယ်။ဒါဟာဟာမတ်စ်ကိုအပြီးအပိုင်အနိုင်ယူဖို့တဲ့နေမျိုးကိုအမြဲတမ်းထိန်းချုပ်ဖို့လှုံ့ဆော်လာတာပါ။နံပါတ်၃ချက်ကတော့ဂါဇာအတွင်းနိုင်ငံတကာအစီအစဉ်ပါ။နိုင်ငံအများအပြားကဒီအစီအစဉ်တွေကိုသိနေကြပါတယ်။ဥပမာလေးပြင်သစ်ကလုံခြုံရေးနဲ့စီကန်ရှိဖို့အတွက်ဂါဇာမှာနိုင်ငံတကာမစ်ဆွေတခုပြုလုပ်ဖို့ဆန္ဒရှိနေပါတယ်။ဘန်ဂျမင်နီတန်ယာဟူကတော့ဒါကိုမဖြစ်စေချင်ပါဘူး။နံပါတ်၄အချက်ကတော့ UK ကပါလက်စတိုင်းကိုအတိမတ် ပြုပြီး ်အီဝန်အရှေ့ရှားနေထိုင်မှုအစီအစဉ်တွေကိုဆန့်ကျင်ခဲ့ပါတယ် UK ကပါလက်စတိုင်းနိုင်ငံကိုဒီအတိမတ်ပြုတယ်လို့ပြောခဲ့ပါတယ်အဲ့ဒါပြင်အရှေ့ဂျေရုဆလင်အနီးကအီဝန်ဧရိယာမှာဂျူးလူမျိုးအရှေ့ရှားနေထိုင်မှုတွေအတွက်ထမ်းမှန်ဆောင်လုံးမဲ့အစီအစဉ်တွေကိုလည်းဝေဖန်ခဲ့ပါတယ်အီဝန်ဆိုတာကဒီပါလက်စတိုင်းနေမြေတွေထဲမှာရှိတဲ့စင်းနစ်တူရင်ကီလိုမီတာကျေဝန်းတဲ့ area ဖြစ်ပေမဲ့အစ္စရေးရထိန်းချုပ်မှုအောက်မှာပဲရှိပါတယ်။ဒီနေရာဟာ West Bank ရဲ့မြောက်ပိုင်းနဲ့တောင်ပိုင်းကိုဆက်သွယ်ပေးထားလို့တကယ့်အရေးကြီးတဲ့နေရာတစ်ခုဖြစ်နေပါတယ်။ အစ္စရေးကအီဝန်ကိုတိဆောက်ယူပြီးတော့မှသိမ့်ပိုက်လိုက်ရင်ဝက်စ်ဘန်ရဲ့မြောက်ပိုင်းနဲ့တောင်ပိုင်းဟာတစ်ခုနဲ့တစ်ခုအဆက်တွေပြတ်တောက်သွားနိုင်ပါတယ်။အဲ့ဒီလိုသာဖြစ်ခဲ့မယ်ဆိုရင်တော့ရာမာလာနဲ့ဘယ်လဟမ်လို နေရာတွေအကြားတော်လာရေးကအရင်ခက်ခဲ့တော့ပါလိမ့်မယ်။ဂျော်ဒန်ဆိုင်ဝန်းလေးကိုဆင်းပြီးတော့မှပြန်တမ်းမှရနိုင်တဲ့အတွက်ဒီရှီလီယာပြီးခက်ခဲ့တဲ့လမ်းကြောင်းတစ်ခုလည်းဖြစ်သွားနိုင်ပါတယ်။ပါလက်စတိုင်းတွေကသူတို့ရဲ့မြို့တော်ဖြစ်လာမယ်လို့မျှော်လင့်ထားတဲ့အရှိဂျေရုဆလင်နဲ့လည်းအဆက်ပြတ်သွားနိုင်ပါတယ်။ ဒါလည်းအနေနဲ့နေရာဒေသတွေဟာအပိုင်ပိုင်းဖြစ်သွားမှာပါ။နံပါတ်၅အချက်ကတော့အရှေ့ရှားနေထိုင်မှုတွေနဲ့သိမ့်ပိုက်ဖို့အစီအစဉ်တွေပါ။အစ္စရေးမှာအီဝန်ကိစ္စထက်ပိုတဲ့အစီအစဉ်တွေရှိပါတယ်။အော်ဇလိုသဘောတူညီချက်အရာပါလက်စတိုင်းပိုင်နယ်လို့သတ်မှတ်ပေးတဲ့ဒီမြေတွေပေါ်မှာအိမ်ပေါင်း၃၅00ကျော်ကြီးမားတဲ့ဈေးဝယ်စင်တာတစ်ခုပြီးရုံးတွေနဲ့စီးပွားရေးလုပ်ငန်းတွေပြီးရင်ပန်းခြံတွေတည်ဆောက်ဖို့အစီအစဉ်တွေရှိနေတာပါ။လက်ရှိအစ္စရေးအစိုးရဟာအနာဂတ်ပါလက်စတိုင်းနိုင်ငံတစ်ခုဖြစ်လာနိုင်ခြေကိုတဆင်းပြီးတဆင်း ရတန်းအောင်လှုပ်ဆောင်နေတယ်လို့ကနေဒါဝန်ကြီးရှုံးတဲ့လူတော်တော်များများကလည်းပြောနေကြပါတယ်။ဥပမာအနေနဲ့စက်တန်ဘာ3ရက်နေ့မှာဇီယွန်ဝါဒီတူဖြစ်တဲ့အစ္စရေးဗန္ဒာရေးဝန်ကြီးဗက်ဇလစ်မိုထရက်ကဝက်စမန်ရဲ့ရှစ်စင်းနေရာကိုင်းလုံးကိုတိမ်ပိုက်ဖို့အဆုပြုခဲ့ပါတယ်။ဝက်စမန်နေသားကိုခွေးချားစိတ်ဖြာယူမဲ့အစီအစဉ်ဖြစ်မလာစေဖို့အတွက်အစ္စရေးအနေနဲ့တိမ်ပိုက်တင်တယ်လို့ဒီဆာမိုထရက်ကအကြံပြုခဲ့ပါတယ်။ဆာမိုထရက်ရဲ့ဒီအစီအစဉ်ကဒီဝက်စမန်ရဲ့အများစုကိုသူတိမ်ပိုက်ပြီးတော့မှအစ္စရေးရဲ့အစိတ်ပိုက် အဖြစ်သူတို့ပြောင်းလဲပြစ်ဖို့ဖြစ်ပါတယ်။ပါလက်စတိုင်းတွေအတွက်ကျင်စီမဲ့တစ်ခုနေတော့အပိုင်းတွေကတော့ကျွန်းတွေလိုတစ်ခုနဲ့တစ်ခုဒီအဆက်ပြတ်နေတဲ့တိခြားနေရာရှောက်ခုတာဖြစ်ပါလိမ့်မယ်။အဲ့ဒီနေရာရှောက်ခုကတော့ရာမာလာနာဗလက်ပြီးရင်ဂျင်းနဲ့တူကန်ဂျယ်ရီကိုနဲ့ဒီဟမ်ဘရွန်မျိုးတွေဖြစ်ပါတယ်။ဟမ်ဘရွန်ကတော့ဒီတင်းမာမှုတွေမြတ်တက်နေပြီးတော့မှမအေဂျင့်နဲ့နေမျိုးဖြစ်ပါတယ်။အဲ့ဒီမျိုးတစ်မျိုးဂျင်းစီကိုလည်းအစ္စရေးနေမျိုးကဝိုင်းရံထားပါလိမ့်မယ်။ဒီလိုသာဖြစ်ခဲ့မယ်ဆိုရင်ပါလက်စတိုင်းတွေဟာမျိုးတစ်မျိုးကနေ နောက်တစ်မျိုးကိုတော်ဖို့အတွက်စစ်စေးရေးဂိတ်တွေလုံခြုံရေးထိန်းချုပ်မှုတွေနဲ့ပါမစ်တွေကိုဆောင်ရွက်ရမှာဖြစ်ပါတယ်ဒီလိုမျိုးလုံးချင်တာကတော့တကယ်တမ်းမှာအဆင်ပြေနေမှာမဟုတ်ပါဘူးဒါပေမဲ့လည်းဇီယွန်ဝော်ဒီတွေနဲ့ဘက်ဂျမင်နီတန်ယာဟူတို့ကအဲ့ဒီလိုမျိုးတင်ပိုက်ဖို့အတွက်ဆင်တာပြင်ပြနေတာပါပါလက်စတိုင်းနိုင်ငံဆိုတာဘတော်မှရှိလာမှာမဟုတ်ဘူးဒီမြေကငါတို့ရဲ့မြေငါတို့ရဲ့သမိုင်းငါတို့ပိုင်တဲ့ဒေသနဲ့ငါတို့လူမျိုးတွေရဲ့လုံခြုံရေးကိုကာကွယ်သွားမယ်လို့ဘက်ဂျမင်နီတန်ယာဟူကပြောခဲ့ပါတယ်ဒီစကားတွေကတကယ်အရေးကြီးပါတယ် ဂါဇာစစ်ပွဲအကြောင်းသတင်းတွေတွေပါနေချိန်မှာအစ္စရေးက West Bank မှာလည်းသူတို့ရဲ့စစ်ရေးလှုပ်ဆောင်ချက်တွေကိုတိုးမြင့်နေပါတယ်။တစိန်ကပါလက်စတိုင်းခုခံတော်လှန်ရေးရဘဟုဖြစ်ခဲ့တဲ့ဂျာနင်ဒုက္ခသည်စခန်းကိုတော့မှအစ္စရေးစစ်တပ်ကတင်ကားတွေပို့ဆောင်လာခဲ့ပါတယ်။အဲဒါပြင်စစ်စစ်ရေးဂိတ်အသေးရာပေါင်းများစွာကိုအစ္စရေးကတည်ဆောက်ထားပါတယ်။ဝင်ခွင့်ပိတ်ထားတဲ့နေရာအသစ်တွေလည်းဖန်တီးထားပါတယ်။အစ္စရေးမှာအလုံးလုံးနေတဲ့ပါလက်စတိုင်းအလို့သမားတွေအတွက်အလုံးလုံးခွင့်ပါမစ်တသိန်းကျော်ကိုဖျက်သိမ်းခဲ့ပြီးတော့ဒီအခွင့်အာဏာကိုရှော့ချခဲ့ပါတယ်။ သဘောတူညီချက်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တဲ့ပါလက်စတိုင်းအတွက်အစ္စရေးကထောက်ခံထားတဲ့အကောက်ခုံငွေတွေကိုလည်းထိန်းထားပါတယ်။ဒါကြောင့်ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကအစိုးရဝန်ထမ်းတွေရဲ့လာဆတွေကိုအပြစ်အဝါပေးစင်နိုင်ခြင်းမရှိတော့ပါဘူး။ဒီလုံဆောင်ချက်တွေကြောင့်ပါလက်စတိုင်းစီးပွားရေးကိုတုံးစေရခိုင်နှုန်းကျော်တာဆင်းစေခဲ့ပြီးတော့မှပါလက်စတိုင်းနိုင်ငံတစ်ခုတည်ထောင်ဖို့အတွက်အခွင့်အရေးကိုစိုးရောစွာအဟံအတားဖြစ်စေပါတယ်။ဒီလိုမျိုးလုပ်တာတွေဟာအစ္စရေးအတွက်တော့ဂါဇာအတွင်းကစစ်ပွဲလောက်ကုန်ကြစရိတ်မရှိဘူး။ ကျွန်တော်တို့ရဲ့ငွေကြေးစနစ်ကိုဖြိုခွင်းတာဟာစီးပွားရေးကိုရပ်တန့်စီပြီးကျွန်တော်တို့ရဲ့အစိုးရကိုပါဖြိုးရှားပါလိမ့်မယ်လို့ဒီယာယာရှွန်နာကပြောပါတယ်။အစ္စရေးဟာပါလက်စတိုင်းအရှုရှာအာဏာနဲ့အစိုးရအဖွဲ့တစ်ခုလုံးကိုဖျက်ဆီးနေတာပါဆိုပြီးတော့မှခူဆန်ဇွန်လော့ကလည်းပြောပါတယ်။အစ္စရေးအစိုးရကပါလက်စတိုင်းနိုင်ငံပေါ်ပေါက်လာမှာကိုဘယ်တော့မှခွင့်ပြုမှာမဟုတ်ဘူးလို့ကြေကြေလောက်လောက်ပြောနေပါတယ်။ဒီလိုမျိုးပြောဆိုချက်တွေဟာ PK ရဲ့စီစဉ်နှင်းများစွာကသဘောတူညီချက်တွေနဲ့နိုင်ငံတကာဆွေးနွေးမှုတွေအားလုံးကိုဆန့်ကျင်လိုက်တာပါ။တကယ်တော့ နှစ်နိုင်ငံဖြစ်ရှင်းနည်းမရှိဘဲနဲ့ငြိမ်းချမ်းရေးရဖို့လမ်းစာမရှိပါဘူးဒီအစည်းအဝေးဟာပါလက်စတိုင်းတန်ပေါင်းများစွာကိုနိုင်ငံရေးအခွင့်အရေးတာမှမဟုတ်ဖွံ့ဖြိုးတိုးတက်ဖို့အခွင့်အရေးတွေဆုံးရှုံးသွားစေမှာဖြစ်ပါတယ်ဒီကိစ္စကလက်တွေ့လည်းမကျသလိုလက်ခံနိုင်စရာလည်းမရှိပါဘူးအနာဂတ်အတွက်ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုလည်းမဟုတ်ပြန်ပါဘူးနောက်ပြီးတော့အရဲနိုင်ငံတွေနဲ့အစ္စရေးနိုင်ငံတို့ကြားဆက်ဆံရေးတိုက်ခိုက်စေပါလိမ့်မယ်။နေပြည်တော်ပိုက်တာဟာအရဲအစိုးရတွေအတွက်လက်မခံနိုင်စရာဖြစ်ပြီးတော့ ်ရေရှည်ငင်းချမ်းရေးအတွက်လည်းအနောက်ရှက်ဖြစ်စေပါတယ်။နောက်ပြီးတော့မှ data အတွင်းပူပေါင်းဆောင်ရွက်မှုတွေလည်းရပ်တန့်သွားမှာဖြစ်ပါတယ်။ဒါပေမဲ့ Benjamin Netanyahu နဲ့သူ့အဆိုအရကဒီကိစ္စတွေကိုရှင်းဆက်ပြီးတော့မှတွေ့ကျင်နေတာပါ။ August လလေးမှာ Benjamin Netanyahu က Israel TV interview တစ်ခုမှာ Greater Israel ဆိုတဲ့အယူအဆကိုသူထောက်ခံတယ်လို့ပြောပါတယ်။ဒါကသူတို့အနေနဲ့နေမြေသိမ်းပိုက်မှုတွေကိုဆက်လက်ရှင်းထွန်းသွားမယ်ဆိုပြီးတော့မှတတိပေးလိုက်တာပါ။ဇီယွန်မော်ရီတွေကလည်းဒီအယူအဆကိုထောက်ခံကြပါတယ်။ အစ္စရေးဟာဝက်စ်ဘန့်ဂါဇာလေဗနွန်ဆီးရီးယားအီဂျစ်နဲ့ဂျော်ဒန်ရဲ့အစိတ်ပိုင်းတွေကိုထိန်းချုပ်သင့်တယ်လို့သူတို့ကယုံကြည်ကြပါတယ်။ဒါကတမိုင်းဝင်အခွင့်အရေးတွေကိုတောင်းဆိုဖို့နဲ့လုံခြုံရေးကိုအာမခံဖို့ဖြစ်တယ်လို့သူတို့ကပြောပါတယ်။ဘင်ဂျမင်နီတန်ယာဟုကဒီစကားကို TV အစီအစဉ်တစ်ခုမှာပြောတဲ့အခါမှာဒီ RA နိုင်ငံတွေကဆက်ရှင်ရှုတ်ချခဲ့ကြပါတယ်။ဒီစကားတွေဟာ RA ရဲ့အမျိုးသားလုံခြုံရေးနိုင်ငံတွေရဲ့ရှုတ်ချအာဏာနဲ့ဒေတာတွင်းနဲ့နိုင်ငံတကာငြိမ်းချမ်းရေးအတွက်ဓာတ်ရိုက်ချိန်ဆောင်မှုပါလို့ RA အဖွဲ့ချုပ်ကပြောခဲ့ပါတယ်။ အီဂျစ်ကလည်းဒီကိစ္စကိုအလင်းနဲ့ထားပုံရပါတယ်။ဆိုင်းနိုင်ကျွန်းစွေမှာအီဂျစ်ရဲ့စစ်တပ်တိုးရှေ့တာတွေကိုရပ်တန့်ဖို့ဖိအားပေးပေးပါလို့ဒီဘက်ဂျမင်နေတန်ယာဟုကမာကိုရူဘီယိုကနေတဆင့်အမေရိကန်စီကိုတောက်ဆုပ်ခဲ့ပါတယ်။အီဂျစ်က1989ခုနှစ်ငြိမ်းချမ်းရေးသဘောတူညီချက်တွေကိုရှုံးဖောင်းနေတယ်လို့အီဇရီကပြောပါတယ်။အီဇရီရဲ့အဆိုအရအီဂျစ်ကဆိုင်းနိုင်ဒေသရဲ့လက်နက်ကြီးတပ်ဆန်ခွင့်မရှိတဲ့နေရာတွေစီတပ်သား4000လောက်ရှိတဲ့တပ်တွေစေလွှတ်နေတယ်လို့ဆိုပါတယ်။အားရပြင်အီဂျစ်ဟာတိုက်လေယာဉ်တွေအတွက်လေယာဉ်ပြေးလည်တွေရှင်းထွက်ထားပြီးတော့မှ မြေအောင်ဆောင်းဦးတွေစောက်ထားတယ်လို့လည်းပြောပါတယ်။အဲ့ဒီနေရာတွေမှာဒုံးကျည်တွေတင်စီနိုင်ပြီးတော့မှအနာဂတ်မှာအစ္စရေးကိုတိုက်ခိုက်ဖို့ဖြစ်လာနိုင်တယ်လို့လည်းပြောပါတယ်။နောက်ထပ်ရှိပါသေးတယ်။စက်တဘာ15ရက်နေ့မှာအစ္စရေးကကာတာနေမြေကိုတိုက်ခိုက်ပြီးတဲ့နောက်မှာအာရန်နိုင်ငံတွေကဒိုဟာမှာအရေးပေါ်အစည်းအဝေးတစ်ခုကျင်းပခဲ့ပါတယ်။ဒီထိပ်သီးအစည်းအဝေးမှာအီဂျစ်သမ္မတအက်ဒီဖက်တာ ACC ကဒီသူ့ရဲ့ယက်တီချက်ကိုပြောင်းလဲခဲ့ပါတယ်။ပထမဆုံးအကြိမ်ဖြစ်သူကအစ္စရေးကိုရန်သူလို့ပွင့်ပွင့်လင်းလင်းခေါ်ဝေါ်ခဲ့ပြီးတော့မှပြင်းပြင်းထန်ထန်ပြောဆိုခဲ့တာပါ။ အီဇရေးကနိုင်ငံရေးဒါမှမဟုတ်စီရေးအမြင်မရှိပဲလှုပ်ဆောင်နေပြီးစီမင်းအလုံးကိုကျော်လွန်တော့ပြီဆိုတာကိုဒီတက်ခိုက်မှုကရှင်းရှင်းလင်းလင်းပြသနေပါတယ်။အီဇရေးရဲ့ပေါ်ဆမှုနဲ့တိုးပေါ်လာတဲ့မာနတွေကြောင့်ကျွန်တော်တို့အာရဲနဲ့အစ္စလမ်ကဘာရဲ့ခေါင်းဆောင်တွေအနေနဲ့အတူတကွပူးပေါင်းလှုပ်ဆောင်ကြရပါမယ်။ကျွန်တော်တို့ရဲ့ယက်တီချက်ကရန်သူရဲ့အမြင်ကိုပြောင်းလဲစေရပါမယ်။ဆိုပြီးတော့မှဒီ Everyday Fighter ACC ကပြောခဲ့ပါတယ်။အီဇရေးနဲ့အီဂျစ်တို့ဟာနှစ်၄၀ကြာငြိမ်းချမ်းခဲ့ပါတယ်။ အခုကြမှအရှိအနေတွေကပြိုလဲသွားခဲ့တာပါအဓိကအကြောင်းရင်းကတော့အစ္စရေးရဲ့ဂါဇာအပေါ်ဆောင်ရွက်ချက်ဖြစ်ပါတယ်အစ္စရေးကပါလက်စတိုင်းသိမ်းနှင်းရှိတာမှမဟုတ်နှစ်သန်းလောက်ကိုဂါဇာကနေအတင်းအကျပ်ထွက်ခေါ်ခိုင်းဖို့စ조사နိုင်တယ်လို့အီဂျီလူမျိုးတွေကဆိုရင်းနေကြပါတယ်သိမ်းမကြသေးခင်ကလည်းအမေရိကန်သမ္မတခါဒီကိစ္စကိုထောက်ခံအကြံပြုခဲ့တာပါတကယ်လို့သာအဲ့ဒီကလူတွေထွက်ပြေးရမယ်ဆိုရင်အီဂျီစီကိုထွက်ပြေးကြမှာပါအီဂျီနိုင်ငံအနေနဲ့လည်းဒီလိုကိစ္စမျိုးဖြစ်မလာစေချင်ပါဘူးသူတို့ရဲ့အေးအေးဆေးဆေးနေရတဲ့နိုင်ငံအတွင်းကို အဓိပ္ပာယ်တွေရောက်မလာစေချင်တာပါ။သာမန်မှာတော့ဒီလိုကိစ္စမျိုးဖြစ်မလာနိုင်ဘူးလို့ထင်ရပါတယ်။ဒါပေမဲ့လည်းမကြသေးခင်ကဖြစ်ပြက်လာတဲ့အကြောင်းအရာတွေကိုကြည့်ပြီးတော့သူတို့စီကိုဒုက္ခတွေတွေအများအပြားရောက်ရှိလာနိုင်မယ်လို့ EJ ကယူဆလာခဲ့တာပါ။နောက်ပြီးတော့မှအစ္စရေးဟာဟာမတ်အဖွဲ့ဝင်တွေရှိတဲ့နေရာတိုင်းကိုလိုင်းလေတိုက်ခိုက်နေတာပါ။ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလည်းကာတာကိုတိုက်ခိုက်ခဲ့ပါသေးတယ်။ဒီလိုကိစ္စမျိုး EJ နိုင်ငံမှာလည်းဖြစ်လာနိုင်တယ်ဆိုတာကိုပြည်သူတွေကစိုးရိမ်နေကြပါတယ်။တကယ်လို့ အဲ့ဒီကိစ္စဖြစ်လာမယ်ဆိုရင်အီဂျစ်အစိုးရအပေါ်မှာလည်းဆိုဂျိုတက်ရောက်မှုတွေရှိလာမှာဖြစ်ပါတယ်။ဘန်ဂျမင်နေတန်ယာဟုကိုယ်တိုင်ထောက်ခံတဲ့ Greater Israel ဆိုတဲ့အယူအဆကလည်းအီဂျစ်ကိုပို့ပြီးတော့မှစိတ်မဆန့်မြအောင်ဖြစ်စေပါတယ်။ဒီအချက်တွေကြောင့်အီဂျစ်ကဆိုင်းနိုင်ကျွန်းစွေကိုစစ်တပ်အင်အားပို့ပြီးဆင်လွှတ်နေတာပါ။ Israel ကပါလက်စတိုင်းတွေကိုအတင်းအကျပ်မောင်းထုတ်တာမျိုးဒါမှမဟုတ်အီဂျစ်ဘက်ကတိုက်ခိုက်တာတွေမလုပ်အောင်တားဆီးတာမျိုးဆောင်ရွက်လာနိုင်ပါတယ်။ဒါပေမဲ့ဘန်ဂျမင်နေတန်ယာဟုကတော့ညင်မနေပါဘူး။ အီဂျစ်ကိုနောက်ဆုတ်ဖို့အတွက်အမေရိကန်ကိုဖိအားပေးခိုင်းနေတာပါ။အီဂျစ်နဲ့ဒံငွေဆိုင်ရာသဘောတူညီချက်တစ်ခုကိုရတန့်ပြင်မယ်လို့ချိန်ဆနေပါတယ်။ဒီသဘောတူညီချက်ဟာအီဂျစ်ရဲ့ဒံငွေလိုအပ်ချက်20ရာခိုင်နှုန်းကိုဖြည့်ဆည်းပေးဖို့ရည်ရွယ်ပါတယ်။အဲ့ဒီအစီအစဉ်ကအမေရိကန်ဒေါ်လာ35ဘီလီယံလောက်တန်ဖိုးရှိပြီးတော့မှ2040အထိအီဂျစ်အတွက်ဒံငွေကူဘမီတာ130ဘီလီယံပေးဖို့မှာဖြစ်ပါတယ်။အီဇရီဒံငွေကတခြားရွေးရှိစရာတွေထက်အများကြီးပိုဈေးသက်သာတဲ့အတွက်အီဂျစ်အနေနဲ့ဒါကိုတကယ်လိုအပ်ပါတယ်။ တူချုပ်ပြောရရင်ဘက်ဂျမင်နီတန်ယာဟုကပြင်းပြင်းထန်ထန်ပြီးအားပေးနေပါတယ်။ဒါပေမဲ့သူ့အနေနဲ့တော်တော်လေးကိုလွန်လွန်းသွားပြီဖြစ်ပါတယ်။အစ္စရေးနဲ့အီဂျစ်တို့အကြဆက်ဆံရေးကတော်တော်လေးကိုတင်းမာတဲ့အရှင်တွေကိုရောက်သွားပြီဆိုတာသိနေရပါတယ်။ဘက်ဂျမင်နီတန်ယာဟုကတော့ဝေဖန်မှုတွေကိုလုံးဝကယူမဆိုင်ပါဘူး။အစ္စရေးစစ်တပ်ကပြောတဲ့အတံပေးချက်တွေကိုတော့မှလက်ခံတာပါ။ပြုနေတဲ့ဂါဇာမှာစီးရဲဆောင်ရွက်ချက်တွေကိုမယမနာလုပ်ဖို့အတွက်ဆုံးဖြတ်ထားပုံပေါ်ပါတယ်။ဒီကိစ္စကနိုင်ငံအတွင်းမှာလည်းပြဿနာတွေဖြစ်စေပါတယ်။ ဒီလိုစစ်ပွဲတွေလုပ်ရတဲ့ယူရဲဂျန်နဲ့ပတ်သက်ပြီးတော့လည်းအစ္စရေးပြည်သူတွေကိုယ်တိုင်နားမလည်ဖြစ်နေကြတာပါဝန်ကြီးချုပ်ဗက်ဂျမင်နေတန်ယာဟုကသူရဲ့အာနာဆက်လက်တည်မြဲရေးအတွက်ပဋိပက္ခတွေတိုးပေါ်လာစေဖို့ယူရနေတယ်လို့ဝေဖန်သူတွေကပြောနေကြပါတယ်ဒီကိစ္စတွေကိုမကျေနပ်ကြတဲ့အစ္စရေးလူမျိုးအများအပြားကလမ်းတွေပေါ်မှာဆန္ဒပြတာမျိုးတွေတော့မှလှုပ်လာခဲ့ပါတယ်စစ်တမ်းတွေအရအစ္စရေးလူမျိုးအများစုကဗက်ဂျမင်နေတန်ယာဟုကိုမယုံကြည်ကြတော့ပေမဲ့ Liquid Party ကိုတော့ထောက်ခံနေကြစေဖြစ်ပါတယ် နိုင်ငံအတွင်းမှာလည်းဒါမကပဲဒီအစ္စရေးရဲ့ပြင်ပကဘာမှာလည်းပြောင်းလဲမှုတွေအများကြီးဖြစ်နေတာပါအရင်တုန်းကအစ္စရေးနိုင်ငံကိုနိုင်ငံတော်တော်များများကထောက်ခံခဲ့ကြတဲ့ဆိုပေမဲ့ဒီကနေ့ကမှတော့ထောက်ခံတဲ့နိုင်ငံတွေရောကြလို့လာခဲ့ပါတယ်အမေရိကန်နိုင်ငံတော်မှအစ္စရေးကိုအရင်လောက်ကြီးမထောက်ခံတဲ့သဘောမျိုးဖြစ်လာပါတယ်25နှစ်အတွင်းမှာအမေရိကန်နိုင်ငံသားတွေရဲ့ထောက်ခံမှုအနေဆုံးအခြေအနေကိုလည်းရောက်ရှိလို့တော်ခဲ့ပါတယ်ဥရောပနိုင်ငံတွေမှာလည်းအစ္စရေးကိုထောက်ခံမှုတွေကတော်တော်လေးနေလာပါတယ်အစ္စရေးကိုအပြစ်ပေးပြီးတော့မှစစ်ပွဲကိုအဆုံးသတ်ဖို့ ဖိအားပေးမဲ့အစီအစဉ်တစ်ခုရှိတယ်လို့ဥရောပသမဂ္ဂ EU နိုင်ငံခြားရေးမှူးဟောတာခေါင်းဆောင်ဖြစ်တဲ့ကာယာကာလက်စ်ကပြောပါတယ်ဒီအစီအစဉ်မှာတော့ကုန်သွယ်မှုသဘောတူညီချက်တချို့ကိုရပ်တန့်လာပြီးအခွန်အတုံးမြင်းမားစော်ထက်တိုးလိုက်တာဇီယွန်ဝါဒီပါတီရဲ့အစ္စရေးဝင်ကြီးတွေကိုပိတ်ဆို့အရေးယူတာတွေပါဝင်နိုင်ပါတယ်အဲ့ဒီအစီအစဉ်ကခွင့်ပြုချက်လိုအပ်နေသေးပေမဲ့ဒီဥရောပကဒါကိုစဉ်းစားနေတဲ့အချက်ကဘက်ဒမန်နီတန်ယာဟူရဲ့လုံဆောင်ချက်တွေကိုဘလောက်အထိညှင်းဆင်နေကြတယ်ဆိုတာကိုပြသနေတာပါ ားမတ်ကအစ္စရေးကိုရက်ဆက်တဲ့နည်းနဲ့တိုက်ခိုက်ခဲ့တာတော့မှန်ပါတယ်။ဟားမတ်ကအတန်ဘတ်အဖွဲ့ဖြစ်တဲ့ဆိုတာအားလုံးသိကြပြီးတော့အစ္စရေးအနေနဲ့သူတို့ကိုတိုက်ခိုက်ဖို့အခွင့်အရေးလည်းရှိပါတယ်။ဒါပေမဲ့ပါလက်စတိုင်းအရသားနှစ်သန်းကျော်ကိုအပြစ်ပေးတင်တယ်ဆိုတာကတော့မတရားတဲ့ကိစ္စပါ။အစ္စရေးကအင်အားကြီးပေမဲ့သူတို့လှုပ်ရှင်သူတို့လုံးလုံးတော့မရပါဘူး။ဒီဒီချိန်မှာဗဂျမန်နေတန်ယာဟုကအတော်လေးကိုတရားလွန်တော့ပြီလို့ပြောရမှာပါ။နောက်ပြီးအောင်လမ်းမပွဲလက်မနဲ့တက္ကသိုလ်အမှတ်စရင်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းသက်သာဆုံးနဲ့အမြန်ဆုံးဝန်ဆောင်မှုပေးနေပါပြီ ဖုန်းနံပါတ်39668 921 625နဲ့39 905 953 6လေးလေးတတူနဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါတော့ရှင်။